တင်ဆက်ပေးမယ့်သတင်းကတော့စန်းဒါလန်နဲ့ပွဲကအင်မော်ရန်အတွက်အဆုံးပြည့်ဖြစ်လာမယ့်သတင်းပဲဖြစ်ပါတယ်။အင်ဂျင်အူထရာဖိုမှာစန်းနာလန်နဲ့ကစားမဲ့ပွဲကမန်ယူနီပြရာတူမှာအင်မိုရင်ဆက်ရှိမရှိဆိုတာအတွက်အဆုံးအဖြစ်ဖြစ်လာတော့မယ်လို့ဗြိတိန်မီဒီယာတွေကရေးသားခဲ့ကြပါတယ်။မန်ယူအသင်းပါရှင်တွေဖြစ်တဲ့ဆာဂျင်ရက်ကလေးနဲ့ဂလီစာညီကိုတွေကနယူးယောက်မြို့မှာတွေ့ဆုံခဲ့ရာဟာအင်မိုရင်အနာဂတ်အတွက်ဆွေးနွေးခဲ့တာဖြစ်ပြီး အင်မိုရင်အနေနဲ့အသိရလက်စိုးတွေဖြစ်နေရလို့တမန်နိုင်တာတွေကိုအပြောင်းလဲမလုပ်ဘူးဆိုရင်ယာရူကနေထုတ်ပေးဖို့အတွက်ဆုံးဖြတ်ခဲ့တယ်လို့သတင်းတွေထပေါ်လာခဲ့တာဖြစ်ပါတယ်။အင်မိုရင်ရဲ့နောက်ထပ်သုံးယောက်စနေဟာရလက်စိုးတွေကြုံရတဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့အများစုကထောက်ပြနေတဲ့အချက်ကိုမန်ယူအသေးပိုင်ရှင်တွေကအလေးပေးဆွေးနွေးခဲ့တယ်လို့လည်းနယူးယောက်တိုင်းသတင်းဌာနကအခိုင်အမာဖော်ပြခဲ့ပါတယ်။ အင်မော်ရယ်ရဲ့နောက်တန်းသုံးရောင်းနဲ့ကစားကွက်ကိုကစားသမားတွေကိုယ်တိုင်ကလည်းအလုပ်ဖြစ်မယ်လို့အယုံကြည်မရှိတော့တာကြောင့်အင်မော်ရင်ဘက်ကဆန္ဒလန်းတဲ့ပွဲမှာအပြောင်းလဲမလုပ်ခဲ့ဘူးဒါမှမဟုတ်ကျင်းတဲ့ဆရာရှေ့ဆဲမျိုးမပြနိုင်ခဲ့ဘူးဆိုရင်မန်ယူအသင်းပါရှင်တွေကအင်မော်ရင်ကိုယာဒူးကထုတ်ဖို့အတွက်ဆုံးဖြတ်သွားဖို့များနေတယ်လို့ပြည်ထောင်မီဒီယာတွေကဖော်ပြခဲ့တာပါဒီလိုတော့ညီချင်းအောင်ပါပြောလာပါ